Hello guys, welcome back. ကျွန်တော် channel ဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ Changila Protina ဆိုတဲ့ animal ရဲ့ season 2ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အချိန်လေးဆွဲမနေတော့ပဲစလိုက်အောင်ဗျ။ Scarlet Witch မောနဲ့ခီးထွက်ဖို့ပြင်နေကြတဲ့ Sarah Kuroshiya စီကို အာကီဇာကာနဲ့ရီဇာကာတို့ဟာရုတ်တရက်ကြီးရောက်ချလာခဲ့ပါတယ်။မနေ့ကသူတို့သုံးယောက်သားလမ်းခွဲလိုက်ပြီးချိန်မှာတော့အာကီဇာကာနဲ့တယောက်ဟာစိတ်ကမ်းမြို့ရဲ့နေဝင်ချိန်လှောက်ကိုငေးကြည့်နေမိခဲ့တယ်။အဲ့အချိန်မှာရုတ်တရက်ကြီးယူနစ်မရှင်ကဖိတ်ခေါ်စာဝင်လာခဲ့တာကြောင့်သူမလည်းလက်ခံမိလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဖစ်တီယာမြို့ရဲ့ delivery service ဖြစ်တဲ့ railway ဖွဲ့ကသူမကိုဖမ်းခေါ်လာခဲ့ပြီးဆာရာကူရိုရှီယာစီကိုပို့ပေးခဲ့တာပါ။ဆာရာကူလည်းယူနစ်မရှင်ရဲ့ဖိတ်ခေါ်စာဟာ resnet motor တို့သာမကရီဇာကာတို့စီကိုရောက်သွားခဲ့တာကြောင့်နားမလည်နိုင်ဖြစ်နေရပါပြီ။တကယ်တော့ဆာရာကူတယောက်လိုက်ကာကူနဲ့ ိုက်ခိုက်ပြီးချိန်မှာရီဆာကာတို့ကိုစကွတ်ထဲကထုတ်ခဲ့ဦးမေ့နေရပါ။ဒါကြောင့်စကွတ်လီဒါဖြစ်တဲ့ဆာရာဂူတယောက်ယူနစ်မက်ရှင်ကိုလက်ခံလိုက်ချိန်မှာတော့တခြားအဖွဲ့သားတွေစီကိုလည်းအကြောင်းကြားစာရောက်သွားခဲ့တာပါ။မထင်မှတ်ပဲအဖွဲ့ဝင်နှစ်ယောက်ပိုလာခဲ့ပေမဲ့ဆာရာဂူကကူပြောပေးရာကြောင့် Resnet Mordo တို့လည်းအတူခကြီးသွားကိုလက်ခံပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့လည်း Unit Monster ကြီးဖြစ်တဲ့ Karen Di Shia စီကိုခကြီးထွက်ခဲ့ကြပါတယ်။ Scarlet Witch တင်မော်ကြီးလည်းကြောက်စူးတင်ပြီးချိန်မှာတော့ Captain Stu ရဲ့အမိန်ပေးတဲ့တူစတင်ရွက်လင့်ခဲ့ပါပြီ။တခြားအဖွဲ့သားတွေကတော့ပင်လက်ခီးထွက်ခဲ့ရတာမို့ အရန်ပျော်ချွေနေကြချိန်မှာဆာရာဂူကတော့မကြခင်ရင်ဆိုင်ရမယ် crying ice man တင်မို့ဘလို့တိုက်ခိုက်ရမလဲလို့အကြံတွေထုတ်နေခဲ့တယ်။အဲ့ချိန်မှာပဲရီဆာကလည်းဆာရာဂူရဲ့အနောက်ရောက်လာခဲ့ပြီး NPC တွေစီကသူစုံစမ်းလို့ရခဲ့တဲ့သတင်းချက်လက်တွေကိုဒီလိုပြောပြလာပါတယ်။ crying ice man တင်မို့ကိုတဆေတင်မို့လို့ခေါ်တွေ့ရတာသူ့ကိုမောင်းနေတဲ့လူတစ်ပိုင်းငါးတစ်ပိုင်းဇွန်ဘီတွေကြောင့်ပါဆာရာဂူကိုစကားပြောနေကြချိန်တစ်ဖက်မှာရှိနေတဲ့ Rest နဲ့ Moro တို့ကတော့တင်မို့နဲ့ကိုလှည့်ပတ်ကြည့်နေခဲ့ကြတယ်။အဲ့ချိန် Captain List 2ကလည်းသူတို့စကားပိုင်းရှိရာစီကိုရောက်လာခဲ့ပြီးသူတင်မို့ဟာ လောက်ခိုင်ခိုင်ကြောင်ကြွားလုံးတွေထုတ်နေခဲ့ပါတယ်ဆာရာကူကတော့ crying iceman တင်မော့နဲ့မရင်ဆိုင်ခင်အချိန်နှန်းငယ်ရသေးရာကြောင့်အနားယူဖို့ထွက်လာခဲ့ပါတယ်ဆာရာကူတို့တင်မော့ဤအချိန်တော်ကြာရွက်လီမီချိန်မှာတော့တင်မော့ရဲ့ navigator ကမိုးတိမ်တိုင်းမဲကြီးတစ်ခုကိုတွေ့ရကြောင်းလှမ်းဟောပြောလာတယ်ဒါကြောင့် captain stu လည်းသူ့ရဲ့မှန်မြောက်ထုတ်ပြီးလှမ်းကြည့်လိုက်ပါတယ် တဖြည်းဖြည်းကြီးထွားလာတဲ့မိုးတိမ်တိုက်ကြီးကိုငားပြနေကြတဲ့ဆာရာကူနဲ့ရီဆာကာတို့လည်းသတိထားမိသွားကြပါတယ်။တစ်ဖက်မှာရှိနေတဲ့စတုနဲ့သူ့ရဲ့ crew member တွေကတော့တိမ်တိုက်ကြီးကိုငေးကြည့်ရင်အတိတ်ကပုံရိပ်တွေပြန်ပေါ်လာတာကြောင့်ကြောက်လန့်တကြဖြစ်ကုန်ကြတယ်။ တိမ့်တိုင်းမဲကြီးကတင်းမောကိုလွှတ်ရှုံသွားတဲ့တပြိုင်နဲ့ပင်လယ်ပြင်ကြီးဟာလည်းလေပြင်းနဲ့တိုက်ခိုက်ကလှိုင်းထန်လာခဲ့ပါတယ်။အဲ့အချိန်ရုတ်တရက်တိမ့်တိုင်းမဲတွေကမိုးကြိုးတစ်စင်းဟာပင်လယ်ရေပြင်ကိုပစ်ချလိုက်တယ်။လျှက်စီးချောင်းကိုမြင်လိုက်ရတဲ့တက်တီကောင်းလာတဲ့ပင်လယ်ဓားပြပင်ရင်နဲ့သူ့ရဲ့ crew member တွေကတော့တယောက်ကိုတယောက်ဖက်ရင်မျက်ဖြူတွေပါစိုက်ကုန်ကြပါပြီ။ရေမျက်နှာပြင်မှာလျှက်စီးချောင်းတွေဖြစ်သွားခဲ့ရတဲ့အတူ crying iceman ဆိုတဲ့တစေတင်းမောကြီးဟာလည်းပေါ်ထွက်လာခဲ့ပါပြီ။ကြောက်လန့်ကြဖြစ်ကုန်တဲ့ crew member တွေလည်းသူတို့တင်းမောကပါလာတဲ့ဒူးလေးတွေနဲ့ crying iceman တင်းမောကိုပြစ်ဖို့ပြင်လိုက်ကြတယ်။အဲ့အချိန်ဆာရာကူက ဝင်တားလိုက်ပြီးပြကွင်းထဲကိုရောက်တဲ့အထိဆောင်းအောင်အမိန်ပေးလိုက်ပါတယ်ဆရာကမိန်ပေးတဲ့အနေကြတော့ တူလည်းဒေါသထွက်ရင် तू ကကပတိန်ဖြစ်တာကြောင့် तू ပဲအမိန်ပေးမယ်လို့ပြောလာတယ်။စတူတယောက် तू ကဥဆောင်ပြီးအမိန်ပေးမယ်လို့သာပြောနေပေမဲ့ तू ကိုယ်တိုင်ကတော့အဖွဲသားတွေရဲ့နောက်မှာပုံနေမိပါတယ်။အဲ့တော့ဆန်ရာကလည်းမင်းဒီလိုသာဆက်နေရင်မင်းဖေအတွက်လက်စားမရှိနိုင်တဲ့အပြင်အချက်ရစရာဖြစ်နေမယ်လို့ပြောလိုက်တယ်။ဒီစကားကိုကြားလိုက်ရတော့စတူလည်းသူ့ကိုယ်သူပြန်အားမွေး Crying Iceman တင်မောကိုရေဆိုင်ဖို့အတွက်ရဲရဲဝံ့ဝံ့ပဲရှေ့ကိုထွက်လာခဲ့ပါတယ်။အဲ့အချိန် Crying Iceman တင်မောကြီးကသူတို့ရှိရာစီကိုတက်တက်ပဲခုံပေါင်းလာခဲ့တယ်။တင်မောသားကြီးလည်းကြောက်လန့်တကြဖြစ်ကုန်တာကြောင့် ထိတ်တိုက်မြင်ဆိုင်မဲ့ရှောင်းလိုက်ဖို့ကပ္ပတိန်ကိုပြောပါတယ် damage 2ကတော့ crying iceman တင်မောဟာဆွေးမြင့်နေပြီဖြစ်တာကြောင့် scarlet way တင်မောနဲ့လှေဦးရှင်းရှင်တိုက်ဖို့သာရွေးချယ်လိုက်ပါတယ်ဒါကြောင့် sarah guru လည်းကပ္ပတိန်ရဲ့အမိန့်ကိုအတွတ်မတတ်တော့ပဲတင်မောနဲ့စီတိုက်ချိန်မှာလွင့်ထွက်မသွားအောင်အတွက်ခန္ဓာကိုယ်ကျိုးနဲ့မြဲမြဲရှည်ထားလိုက်ပါတယ်သူ့ရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တာကြောင့် scarlet way တင်မောကြီးဟာလည်းတစီတင်မောရဲ့1 byte ကိုဖောက်ဝင်သွားခဲ့ပါပြီ တင်းမောနှစီဥပိုင်းချင်းရှင်တိုက်လိုက်တာနဲ့တပြိုင်နဲ့တစီတင်းမောမှာရှိနေတဲ့ငါးလူသားတွေဟာလည်းဆန်ရာကူရိုတင်းမောစီကိုလွှဲစင်လာခဲ့ကြတယ်။စတူရဲ့နောက်ဘက်ကိုရောက်သွားတဲ့ငါးလူသားတကောင်ကဓာတ်နဲ့ပြေးခုံးမလို့စတူရှိယာစီကိုပြေးလာချိန်မှာရက်ကရောက်လာပြီးဒူးလေးနဲ့ပြစ်ကနှိမ်နှင်းပေးလိုက်ပါတယ်။ငါးလူသားတွေဟာအကီဆာကာနဲအတွက်တောင်မှအတော်လေးတန်ပါတယ်ဆိုပေမဲ့ဆန်ရာကူရိုဖွဲ့ကလည်းမညံ့တာမို့ငါးလူသားတွေရဲ့တိုက်ခိုက်မှုတွေကိုထိန်းထားနိုင်ပါတယ်။တခြားသူတွေကငါးလူသားတွေနဲ့တိုက်ခိုက်ရင်အလုရှုပ်နေချိန်မှာဆန်ရာကူတယောက်ကတော့ Crying X-Men တင်းမောစီကိုခုံကူးအတွက်ပြေးနေခဲ့တယ်။အဲ့အချိန် ိန် Resnet Moruro ကလည်းရောက်လာပြီ ဆရာကူခုန်ကူးလို့ရအောင်ကူညီပေးကြပါတယ်။ Rest တယောက်သူ့ရဲ့လေးကိုထုတ်လိုက်ပြီးမြားနဲ့ပြစ်လိုက်ချိန်မှာ Modro ကလည်းသူ့ရဲ့ spare တစ်ခုနဲ့မြားကိုဒမ်းမေပုံမြောက်အောင် spot ပေးလိုက်ပါတယ်။ဒါကြောင့်ဆရာကူရှိမှဒါစီနေတဲ့ငါးလူသားရဲ့အကုန်လုံးလဲလွင့်ထွက်သွားခဲ့ရပါပြီ။ဒါကြောင့်ဆရာကူလည်းသူ့ရဲ့ jumping spare တစ်ခုကိုသုံးလိုက်ရင်ငါးလူသားရဲ့ပြင်းထန်နေတဲ့တစေတင်မောကြီးစီကိုခုန်တက်သွားခဲ့တယ်။အဲ့ဒီနောက်သူ့ရဲ့ Empire B အမွာဓာတ်နှစ်လက်ကိုထုတ်လိုက်ပြီးတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပါတယ်။ဒီဓာတ်နှစ်လက်ကိုလည်းအမဘီလစ်က update လုပ်ပေးထားတာကြောင့်အရင်အထက်အစိတ်ရဲ့ damage ကပိုပြီးတော့များလာပါတယ်။အဲ့လိုပဲ ်အီမူလေးကလည်းသူ့ရဲ့ magic app တွေနဲ့ငါးလူသားတွေကိုဇက်တိုက်ပစ်နေတယ်။ဆာရာကူတယောက်ကုန်းဘက်ပေါ်ကငါးလူသားတွေနဲ့အလုရှုပ်နေချိန်မှာသူ့နောက်ကိုတခြားငါးလူသားနှစ်ယောက်ကခုံဝင်လာခဲ့။ဒါပေမဲ့ Rex ကသူ့ရဲ့မြားနဲ့ပြစ်ခွင်းလိုက်ပြီးဖြည့်ချင်းပေးလိုက်တာမို့အဆင်ပြေသွားခဲ့ပါတယ်။အခုဆိုရင်တော့ Crying Iceman တင်မပေါ်မှာဆာရာကူတယောက်တောင်မှက Rex နဲ့ Morro တို့အားရှိနေခဲ့ပါပြီ။ ရက်စနက်မော်ဒူတို့ကအနီးကပ်ပဒိန်မှာအဓိကတိုက်ခတ်ကြမှာဆိုပေမဲ့မော်ဒူကတော့မိတ်အမျိုးသားဖြစ်တာမို့အဝေးတနေရာပဲသူတို့နှစ်ယောက်ကိုစပို့ပေးမှာပါအဲ့ချိန်ရုတ်တရက်ကြီးကြောက်စုတစ်ချောင်းကထွက်လာမှုရက်စနက်မော်ဒူလည်းခုံချောင်းလိုက်ကြရတယ်အဲ့ဒီနောက်မှာတော့ Crying Iceman တင်မော်ရဲ့ Boss ဖြစ်တဲ့ငမန်းဆွန်ပြီကလည်းပေါ်ထွက်လာခဲ့ပါပြီဆာရာကူတို့ဘလောက်ပဲစူးစမ်းပန်းစားတိုက်ခိုက်နေပါစေငါလူသားတွေကတော့တင်မော်ဘော်ကိုအဆက်မပြတ်ပဲတက်လာဖို့စူးစမ်းနေကြတယ်ဒါကြောင့်ဆာရာကူလည်းသူ့ရဲ့ NPC လေးဖြစ်တဲ့အီးမူလေးကိုမော်ဒူရှိရာစီကိုပြစ်တင်ပေးလိုက်ပြီး update မြင်ထားတဲ့ ွန်းတော့တမြောင်နှစ်လက်ကိုထုတ်လိုက်ပါတယ်ဒီပိုင်းလေးရောဒီမှာပြီးဆုံးတော့ပါတယ်ဒါဆိုတော့ guys နောက်ဗီဒီယိုမှာပြန်ဆုံကြတော့ပေါ့